ရေကြီးရေရှမ်းမှုကြုံတွေ့ခဲ့ရတဲ့တေရီလင်ကနိုင်ငံကိုမြန်မာနိုင်ငံကစုစုပေါင်း9တသမ2တန်ရှိတဲ့ဆေးဝါးနဲ့ဆေးပစ္စည်းတွေတကူရီ3ပစ္စည်းတွေလှူဒန်းခဲ့ပါတယ်။တရီလင်္ကာနိုင်ငံမှာ2025ခုနှစ်နိုဝင်ဘာ28ရက်ကတိုက်ခတ်ခဲ့တဲ့ဆိုင်ကလုန်းမုန်တိုင်းဒီဝါကြောင့်ဆိုင်ကလုန်းမုန်တိုင်းဒီဝါကြောင့်ခရိုင်25ခုမှာရေကြီးရေရှမ်းမှုနဲ့မြေပြိုမှုတွေဖြစ်ပွားခဲ့ရာလူပေါင်း9သိန်းကျော်ရေဘေးတံခန်းစားခဲ့ရပြီးလန်ဒန်ရာတွေနေအိမ်တွေနဲ့အခြေခံအဆောက်အအုံတွေထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်အရေးပေါ်ကုညီကိစ္စရေးလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိကြောင်းနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်ကြောင်းနိုင်ငံတကာကိုကမ်းလှမ်းဖိတ်ခေါ်ခဲ့တဲ့အတွက်ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ပြည်သူတွေကတီရီလင်ကနိုင်ငံဒီဝါဆိုင်ကလုံးမုန်တိုင်းထံခံခဲ့ရတဲ့ပြည်သူတွေကိုကျန်းမာရေးဆောင်ရှောက်မှုနဲ့စေဝါကူတာမှုလုပ်ငန်းတွေအတွက်အထောက်အကူဖြစ်စေမဲ့စေဝါနဲ့ဈေးပစ္စည်းတွေတကူရေးကျန်းမာရေးသုံးပစ္စည်းတွေကိုလှူဒန်းခဲ့တာဖြစ်တယ်လို့သိရပါဗျ။ လိုရမ်းမှုမှာစေဝါနဲ့ဈေးပစ္စည်း26မျိုးတန်ချိန်6တက်သမ98တန်နဲ့တကိုရီ3ပစ္စည်းတန်ချိန်2တက်သမ26နှစ်တန်စုစုပေါင်းတန်ချိန်9တက်သမ2တန်ကိုကိုလံပိုလေးစိမ့်မှာသီရိလင်္ကာနိုင်ငံကတာဝန်ရှိသူတွေထံလွှဲပြောင်းပေးရလိုရန်ခဲ့တယ်လို့သိရပါတယ်မြန်မာနိုင်ငံအနေနဲ့တိရိလင်္ကာနိုင်ငံရေဘေးနဲ့မြေပြိုဘေးအန္တရာယ်ကြုံတွေ့ခံစားရတဲ့အစိုးရနဲ့ပြည်သူတွေအတွက်အခုလိုရမ်းမှုဟာအမေရိကန်ဒေါ်လာ တသိန်း2000ခန့်တန်မိုးရှိပြီးစံတန်ချိန်900နဲ့အမေရိကန်ဒေါ်လာတသိန်းတို့ကိုဆက်လက်ပေးဖို့လိုရန်သွားမယ်လို့သိရပါဗျာ။